ီနေ့တော့ဒီဇောင်းနိုင်ရလိုက်ရလိမ့်မှာတကယ်ချင်းမိသားစုနဲ့ပကံသွားပြပါတယ်ဒါကတော့ပကံသွားတဲ့လမ်းမှာပါကောင်းကင်ကလည်းကြီးလင်းလပ်ပါနေပါတယ်အမ်မိသားစုနှစ်စုသွားတဲ့ခီးစဉ်လေးပေါ့ဗျာမြန်လမ်းပေါ်မှာကီလိုတရာတဲ့ပုံမမောင်းပါနဲ့ကီလိုသီးစားပါမယ်တဲပြတဲ့ဟိုတယ်လေးကတော့ပကံဗျူးဟိုတယ်ပါကျွန်တော်မျိုးတစ်ထဲရပါတော့ အဲဒီဟိုတယ်လေးကဒရော်လေးအဆင်ပြေပါတယ်ကျွန်တော်တို့အဲမီနီမယ်လိုက်စင်ပုံစံလေးလည်းဖြစ်တယ်အခန်းတွေလည်းမဆိုးပါဘူးဒရော်လေးအဆင်ပြေပါတယ်သူကဟိုတယ်ရဲ့အတွင်းကမ်းကိုလည်းတစ်ချက်ကြည့်ပါအောင်ကျွန်တော်ရွှေလာငွေလာတွေကိုပေး20 30လောက်တွဲလောင်းကြအောင်လုပ်ထားတဲ့ဟိုတယ်မျိုးကအဲတော်တော်လေးရောရှားရပါတော့ဒါဟို eco friendly လည်းဖြစ်တဲ့ဟိုတယ်လေးပါဟိုတယ်မှာမြန်မြန်လေးချက်ကင်ဝင်ပြီးတော့ကျွန်တော်ဆန်းဆက်ကြည့်ဖို့သွားကြပါတယ် သွားတယ်ဖရားတော့အနည်းဆုံးကတော့လောကနန္ဒဖရားပဲရှိရတဲ့အဲလောကနန္ဒဖရားပဲသွားကြတော့ဗောနော်ဒါပေမဲ့အဲနေရာတော့ဝင်သွားဝင်သွားပြီးပါဗောနော်ဝင်သွားပြီးရဲ့ချိန်ကလည်းပူလှပါတယ်အဲကျွန်တော်တော့အခုဖရားမှာပတ်ပြီးတော့ဖူးလိုက်တာဗောနော်ဒါကတော့လောကနန္ဒဖရားဖြစ်ပါတယ်ကျွန်တော်တို့သွားတာကတော့ဆန်းဆက်ကြည့်ဖို့သွားတာပေါ့နော်ဒါမဲ့လည်းဆန်းဆက်ကနေရတော့ဝင်သွားပြီဆိုတော့ အဲနေဝင်ပြီးရဲ့အချိန်ပေါ့ဒါမဲ့လေနေဝင်ပြီးရဲ့အချိန်ကပို့ပြီးတော့လှတဲ့လှပါတယ်ကောင်းကင်မှာအယောင်အယောင်မျိုးစုံပေါ့နော်အပြာတွေဝါတွေလိမ္မော်တွေအဲတခါစီခရမ်းနေအောင်ပတ်တက်ပါတယ်အဲ့အယောင်လေးတွေကပို့လှပါတယ်အခုတော့ကျွန်တော်ညနေစာကိုလောကနန္ဒဘုရားဒေသခံလေးပြောတယ်မဆန်ဝင်ကမ္ဘောဇာဗန်နောက်မှာစားဖြစ်ပါတယ် အဲသူမှာတော့ဟင်းတွေမျိုးစုံရပါတယ်ဒါမဲ့လည်းကျွန်တော်တို့ကနည်းလေးနောက်ကျသွားတဲ့အတွက်ဟင်းတွေကတော့ရှိတော့ရှိပါသေးတယ်တိတ်တော့မကြံတော့ဘူးပေါ့နော်ဒါမဲ့အရန်ဟင်းတွေနဲ့တော်တော်လေးစားတာအဆင်ပြေပါတယ်အရန်ဟင်းတွေကိုကျွန်တော်လိုက်ပြပေးပါမယ်ဒါတော့အရန်ဟင်းချို့တော့ပါပြီးရင်ထပ်လာပါဦးမယ်စားတာလည်းအဆင်ပြေပါတယ်အဲမနေ့ပိုင်းဆိုရင်တော့ပို့ပြီးတော့ဟင်းများမယ်ပဲထင်ပါတယ်ဒါတော့ဗကန်ဖြူဟိုတယ်ရဲ့အပေါ်ဆုံး ညာပိုင်းဖြူပေါ့နော် root of bar ပုံစံလေးဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ကမ်းမောင်းတာပင်မဝိုက်ဖြစ်တဲ့အတွက်နားပါအောင်မယ်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ